အားလုံးပဲမင်္ဂလာပါခင်ဗျာကုကြည် YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလဲပါတယ်ဒီနေ့မှာတော့စာရေးသူဆရာကောင်းထက်ရေးသားထားတဲ့မုတ်ဆူကြီးပေတိုနေဝက်မှန်ဆွဲရှာပုံတော့အပိုင်းနှစ်လေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်ပါကျွန်တော်တို့ရဲ့ Channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ Channel လေးကိုလည်း Like and Subscribe တွေလောက်သွားပေးခဲ့ကြပါအောင်ခင်ဗျာမုတ်ဆူကြီးပေတိုဒီ ဇနီးတဲ့ပြောသမျှကိုအာယုံဆိုင်၍နားထောင်နေစောနနောင်လာပြောတော့တော့တော်ဝဲမှန်စဲအကြောင်းစဉ်းစားကန်းထုတ်နေပါရီဇနီးတဲ့ကရှင်ပါရီတွေးနေတော့ကျမပြောတာကိုကြားရလားဟုငါတတိုင်းကြီးဖြစ်နေတော့မုတ်ဆိုးကြီးမျက်နှာကိုကြည့်၍ပြောလိုက်လေပါရီမုတ်ဆိုးကြီးကငါစောနနောင်လာပြောထားတဲ့ကိစ္စကိုစဉ်းစားနေဟာနော်ဖုန်းလည်းဆက်ပြီอืมရှင်မင်းတော်တဲ့ဝင်သတိတော်ထားနော်ဒီမုတ်ဆိုးအလုပ်ကိုမလုပ်ဘဲနဲ့တခြားအလုပ်တွေကိုပြောင်းလုပ်ကြည့်ပါလား ရှင်းအတွက်အန်ရဲ့များလုံးလို့ပြောတာစနေတယ်မှာကျိုးတို့စွရင်တော့လေတံပြေပြောလိုက်လေပါရယ်မုံဆိုးလို့ဆိုတာငါမိဘဘိုးဘအရှင်ဆက်ကလေးကလှုပ်လာတဲ့အလို့ဆိုတာမင်းလည်းသိရသားနဲ့ကွာမုံဆိုးကြီးကကျိုးတို့ပြောလိုက်ရသိတော့သိပါရယ်ဒါပေမဲ့အန်ရဲတဲကိုရောက်သွားမှာကိုကျမမလိုလားတော့ပါစွမ်းနော်ပါလာပြောတာရယ်တော်ဝဲကိစ္စကပုံတော့အန်ရဲများသေးရယ်မုံဆိုးကြီးက စောစောတော့မုတ်ဆိုးစီကံဂျော်စီကံတခုနဲ့ညီစုံလုံးဖြစ်လာမယ်ဖြစ်ပါလိမ့်မယ်မိမရ။အင်းလေဘဝဘေးကုတို့ရငါဒီအလုပ်ပဲအကျွမ်းတဝင်ရှိတာဆိုတော့ကန်စီမံပေါ့ကွာ။တတိတော်ထားရမှာပေါ့။ငငယ်တည်းကအဖိုးနဲ့ဒီဒေါ်ဒီတော်နဲ့မှလိုက်ဖူးကျင်လည်ဘူးတာပဲ။အဲ့လောက်ကြီးလည်းမစိုးရင်ပါနဲ့ကွာ။စိုးရင်ဘူးပတ်တော့မိမကိုစိတ်သက်သာရရစီဖို့လုံကမုတ်ဆိုးကြီးဒီတိုးတွနှစ်သိစကားဆိုလဲနေပါရဲ့။မိမဖြစ်သူက ကဲအဲ့ဒါဆိုလဲပြီးရောတော်မနဲ့တော်သွားရင်ဟိုကျရဲ့စားဖို့တော့ဖို့အချိန်ရှိတော့လေကျူသွားပြီးတော့ပြင်ဆင်လိုက်အောင်မေမဖြစ်သူမှထိုးသူပြောပြီးတော့အိမ်ထဲသို့ဝင်သွားလေပါ යි မဟုတ်ဆိုကြည့်ပြီးတော့လေဖွာလက်စာစလေးကိုဆက်တော့ကတော့ဝဲကိစ္စနဲ့တော့ဝဲအပက်ခံရပြီးတော့တင်းသွားတော့မဟုတ်ဆိုစောစအကြောင်းကိုတွေးနေလေပါ යි အတန်းကြတော့မျက်လုံးများလေမေးလာသည်မလို့ပြောင်းဖို့ပဲဆက်လိုက်ကြည့်ကိုမိသက်ကကုတ်ပြလေပေါ်တော့လဲချလက်လေပါ යි အိပ်ပြောသွားတော့အိမ်မက်ထက်တွင်တောဝဲတည်ကျဆာသောနွမ်ကြီးဘက်ကိုရောက်သွားပြီးတော့တောဝဲအုပ်ထဲမှာလက်လေးသင်ခံပြုတ်ထွက်လျက်ရှိသောညီကြီးချင်းအယောင်ဆွေကြီးများနှင့်တောဝဲကြီးမှမုံဆိုးကြီးစီကိုပြေးချလာလေပါ යි ဆက်ခနဲ့လှန်နှိုးနေသောဟွန်းတောဝဲမှဆိုကိစ္စကငါအိမ်မက်တဲ့ဒီကိုပါလာနေပါတယ်ငါဆစ်ဆွဲပြီးတော့မက်တာနေမှာပါလေလွတ်တွေးမီပြုံးလိုက်လေပါ යි မုံဆိုးကြီးလေနေလဲအတောင်စောင်းပြီမလို့ အိမ်နောက်ပဲစမ်းကြောင်းလေးတဲ့တွင်ရေချိုးလိုက်ပါရယ်မိမဖြစ်သူလေရေမိုးချိုးပြီးတော့အမောင်ရံတန်းလာပြီမလို့လင်းများနေအောင်ထမင်းစားတော့ကအဲ့ရဝင်ခဲ့ကြလေပါရယ်မနေ့နေအောင်ကြီးပေါ်ထွက်လာချိန်တွင်မုတ်ဆူချင်းသည်မိမလို့သူပြင်ပင်းတော့ထမင်းချန်ခင်နေညကမွေသားချက်အကုန်ကြံကို အစာပြေစားတော့လိုက်ပါရယ်ထို့နောက်ထိုးစံနိုင်ဒူးလင်းနေများများတောရှင်းသားရှိတို့ကိုပလန်းကြီးတွင်ထက်ကကြောတွင်လွယ်ပိုးလိုက်လေပါရယ်အဲဝဲမောက်အရောက်တွင် အနောက်မှာ နေဦးတော်ရေဒီမှာရိတ်ခါတို့မိကြံခဲ့တယ်။မိမလူတို့ကရိတ်ခါတို့ကိုယူလာပြီးတော့ပလိုင်းထဲသို့ထပ်ပေးလိုက်ပါရင်တော့မဟုတ်ဆိုကြည့်သည်မိမဖြစ်သူကိုနှုတ်ဆက်လေနဲ့ရှယ်လာတော့ယူမတဲကြီးတဲ့သူတကြော့ပြန်ဝင်ရောက်ခဲလေပါရင်တောဝင်ကစားတွင်မုံဆိုးကြည့်သည်မုံဆိုးတို့တလိထုံးနှမ်းများအရာပါလာတော့ရိတ်ခါတို့ထဲမှာ အနှဲငယ်ကိုထွက်ယူကတောပိုင်တောင်ပိုင်များအပူဇော်ပတ်လာပါရင်စပုံးမူကြီးနေတွေ့စဉ်က ကိုကြီးဘူးသောအာယုန်တွေက အဖိုးအားလေးစိတ်ထဲမှာရည်ရွယ်ကြီးမန်းလေလက်ဥချီကအဖိုးကြီးကျုပ်ရဲ့စာအုပ်စာပြတော်ကိုပူဇော်ပတ်တာပါလေတော်တွင်အန်လေးတောကောင်ကြီးများရံမှလွတ်အောင်ကုညီဆောင်မတော်မူပါအဖိုးခမညာမဟုတ်ဆိုချင်သည်တတုတို့ဖြင့်ပါဇက်မှာထိုးတို့ယူဖာ၍တော်တွင်ဝင်ရောက်လေပါလေတော်တွင်သောအတန်ငယ်လန်းလာမိခြင်းတွင်လက်ပြီးလဝဲရတွင်တစ်ကြီးဝါကြီးများနှင့်ညွတ်မိုင်းလျက်ရှိနေပါသည်မုန်းတက်ခြင်းဖြစ်သောလေမုန်းနေသည်ဖြင့် ကြော်ရရှိအေးရသည်တင်းညညိုမိုင်းမိုင်းဖြင့်လောမောပွဲကောင်းလာပါသည်မိုးဆူကြီးပြည်တို့၏ခြေနှုန်းသည်ဒေါက်ဝဲများရှိမီရွှေနှုန်းထူထသောစသံကြောင့်ပဲသို့ဦးတည်လိုက်ပါသည်မိုးဆူကြီးသည်ဆက်လက်လျှောက်လာလျက်မှာပြင်းတို့ဗီဒီညာကိုအရောက်လင်းသွားလဲစားခြေလမ်းကိုရက်တက်လိုက်ပါသည်အဝေးတွင်တွေ့ရသောမိုင်းညညိုတောင်းလန်းကြီးများကိုလမ်းမြောက်ကြည့်လိုက်ပါသည်မိုးဆူကြီးပြည်တို့၏စေတနာ음ငါဒီတိုင်းသမီးတို့ကြသွားမြတိုင်း သွားနေရတဲ့ဆိုင်ဟိုးရှိကမြင်နေရတဲ့တောင်တန်းကြီးဘက်ကိုသွားကြည့်အောင်ပါပဲဟူစဉ်းစားလိုက်မိပါရဲ့မဟုတ်ဆိုကြည့်သည်အရင်ကတောင်စစ်တကောင်နောက်လိုက်နေလမ်းပါပဲထူတောင်ရောက်ဖက်သူတစ်ခေါက်ရောက်ခဲ့ပြပါရဲ့ရှူကြီးများတကြီးဝါကြီးများပေါများတော့အရာဖြစ်ပါရဲ့တိုင်းရင်စေဝါဖော်ဆက်တွင်သုံးသောကမောပင်များ အခြားစေးဘက်ဝင်အပင်များလည်းများစွာရှိပါရဲ့မဟုတ်ဆိုကြည့်သည်တစ်ချက်တွေးလိုက်ပြီးတော့ဆက်တော်ရောင်ဘက်ကို ဲ့ဒီဘက်ကပတ်သွားရင်ငါတို့တော့တောဝဲမတွေ့တော့မှအကျိုးမရောက်တယ်ဟာဘူးအဘဲကြောင့်ဆိုတော့တစ်ကြီးဝါကြီးပြားနေရှိုးရာကဲမရံပေါ်များနေပေါ်များရဒေတာဖြစ်တဲ့ဖြစ်သမင်းတောင်စိစသောကြောကုန်များပေါ်များလာပါ रे တခါတည်းဟောဝန်ကြီးများပင်လာရောက်ကြက်စားထားကြအောင်အတိမုတ်ဆိုများပြောပြကြသည်ကိုကြားဘူးထားလေပါ रे မုတ်ဆိုကြည်သည်ခြေလမ်းမမှန်ကြီးမိုင်းညို တောင်တန်းကြီးပြဘက်သို့ခရီးဆက်ခဲ့လေပါ रे တောင်ကြီးရောက်တော့အတက်လန်းကိုရှာလေကျော်ရှင်ဓာရှိကိုထက်ကခြုံရွယ်ပိတ်ပေါင်းတော့ခုတ်ထွင်ရှင်းလင်းနေခရီးဆက်ခဲ့လေပါရီမုံဆိုကြီးပေကျိုးတယောက်တရီပြပြတက်လာလျာရှစ်တွင်ရှိုကြီးတစ်ခုကိုတွေ့လိုက်ရပါရီမုံဆိုကြီးသည်ရှိုကြီးစင်ကျင်လျှော့တိုင်းစင်းချလာလေပါရီရှိုကြီးပေပေညာဘက်တွင်လည်းတကြီးဝါကြီးများအုံမိုင်းနေလျက်ရှိပါရီအချို့နေရာများတွင်ရှိုကြီးပေါ်သို့တချောင်းမေကြီးများလည်း ်ချိုးချနေပြီးတော့ဒိုးတန်းမင်းကြီးများဂျေမီများဖြတ်သန်းအုပ်ဆိုင်လျက်ရှိပါတယ်အိန္ဒိယများတွင်သွားရေးလိုင်းမှာပလန်းကြီးကိုလွှဲထားသောမုံဆိုးကြီးပီတိုတွေအခက်အခဲရှိပါတယ်အသက်40ကျော်သားရှိသည်ပြီကျမ်းမာသောသောမုံဆိုးကြီးသည်တစ်ချောင်းပင်ကြီးများမှကျနေသောနွယ်ကြီးများကို တွေ့ဖယ်၍ရှိုးကြီးအောက်ဖက်သို့တတိထားရင်အခက်ခဲခဲဆင်းလာလေပါ၏ရှိုးကြီးအောက်ဖက်သို့ဆင်းလာလျာတဏှာအရောက်တွင်ဒေါ်ကြီးမူရတကောင်ကိုတွေ့ရသည်ပြီ မုံဆိုးကြီးပြီလို့ဒီသူ့အတွက်အတော်မဝင်မှန်းတိပ်ပြီးရှောင်ရှားကအောက်ဘက်သို့ဆင်းခဲ့လေပါ रे မုံဆိုးကြီးဆင်းလာတော့လမ်းဤဘေးဘက်ဝဲရတွင်ရှိသည်အလုံးမြင့်မာသောအပင်ကြီးများပေါ်တွင်မြောင်ညုံကြီးများကိုလည်းတွေ့ရတက်လေပါ रे သို့သောမုံဆိုးကြီးမှာဒူးလေးသမားဖြစ်၍အလုံးကဝေးသောပြစ်မှတ်ကိုမပြေခါတော့ဘဲနဲ့အောက်ဘက်သို့တဖြည်းဖြည်းဆင်းလာလျာတောင်ဤအောက်ခြေသို့ရောက်လာလေပါ रे တောင်ဤအောက်ခြေသို့ရောက်လေသောမုံဆိုးကြီးပြီလို့ဆင်းလာသောရွှေမြောင်ကြီးမှာ ချောင်းပုံစံဖြစ်လာပါတယ်။ချောင်းရင်မှာခါလေတတတာလောက်ရှိပေးလိမ့်မည်။ရှင်တို့အနေငယ်ဆက်သွားလျာမြောက်ဘက်မှာစည်စင်းလာသောချောင်းနှင့်မုတ်ဆိုကြီးဖြတ်ကူး၍လာသောချောင်းတို့ဆိုရတွင်ကမ်းမရောင်တစ်ခုကိုမမျောလိမ့်မဲတွေ့လိုက်ရလေပါတယ်။မုတ်ဆိုကြီးသည်ချောင်းကိုဖြတ်ကူးပြီးသောအခါမှာကမ်းမရံပေါ်သို့ကျိန်ရွယ်များကို တွဲခိုလျက်တက်သွားလေပါ रे ကမ်းမရံမှာအလုံးမက်ဆောက်ပြီးမနေတော့လေပလိုင်းကြီးနှင့်မုတ်ဆိုးကြီးအဖို့မှာမနေတွေ့တက်နေရလေပါ रे အပေါ်သို့ရောက်လေတော့သပင်ချုံတွေများထူထပ်လာသည်ဖြင့်တောရှင်းသားကိုတွေ့ကလမ်းကိုရှင်းနေနော်ရများရှိရာအနောက်ဘက်စီသို့ရှိရှိ၍ဆက်သွားလေပါれလမ်းကတချို့နေရာများတွင်ခြုံတွေပိတ်ပေါင်းများထူထာရှုပ်ထွေးစွာပေါက်နေပါれတချို့နေရာများတွင်ကမုန်းပွင့်များအရွက်ကျပြီးတော့အဖိုးများလည်းဖြိုးနေကြပြီအချို့သပင်ကြီးများထက်တွင်သစင်မန်းများကိုလည်းတွေ့ရလေပါれမိုးဆိုးကြသည် ရှုပ်မကြီးလာသောကြောအလောက်ကိုခန်းဆိုင်နေ ကမ်းပေါင်းရံကြီးကိုတွေ့တဲ့လာရစဉ်ဖြစ်ပေါ်နေသော မော်ပန်နောင်းနယ်မှုတွေကိုပြေပြောက်တရားဖြစ်သွားလေပါ रे ထို့ကြောင့်လေတစဉ်ချင်းကနေအင်ဂျင်တန်တာညွန့်ငယ်တို့ဖူးညိုကိုစီဟူစာဖွက်ထားခြင်းဖြစ်ပေလိမ့်မည်မုတ်ဆကြီးပြီတို့သည် ရှေ့သို့ဆက်လျှောက်လာခဲ့ပြီးတော့တိပင်းချောင်းများအကြောင်းတွင်နိုအန်ကြီးကိုလမ်းမြင်လိုက်ရပါ रे อืมစောက်မြောင်ဘက်ကိုရောက်ချီပြီးအချင်းကနေ့လေနေခင်းမှဖြစ်သည်ဖြစ်တော့ဝဲများပါနုံမလုံးကြသေးပြီး မုတ်ဆိုကြီးပေတိုသည်တောင်ကြီးစင်ကျင်ချော့တာဆင်းသွား၏နွေအိုင်နီးသို့ရောက်လာလေပါ၏နွေအိုင်ကြီးမှကြဲပြောလာပါ၏အိုင်ပေတွင်ခြုံတွင်ပိတ်ပေါင်းတို့ကထူထပ်စွာပေါက်ရောက်နေလေပါ၏မုတ်ဆိုကြီးသည်နွေအိုင်ဘေးပက်လေသို့ကြည့်ရှုအကဲခတ်လေပါ၏တော်ဝဲဟူသောတော်သည်မြည်သည့်အခါမှတကောင်ထဲမှနေပြီအစရှာနုံလူရယူလေအုပ်ဆုလိုက်လာလေရှိကြပါ၏မုတ်ဆိုကြီးပေတိုသည်နွေအိုင်၏နောက်ဘက်သို့ရောက်သောအခါတွင်တော်ဝဲများလူထား၏ ပြောင်းနေသောနှုတ်မြင့်ကိုတွေ့လိုက်လေပါ रे နှောင်းကြီးအနောက်ပဲတောအုပ်ထဲမှာတောခွေများဆက်လက်သောလမ်းကြောင်းနေပြောင်းဝင်သောသောလမ်းကြောင်းတို့ကို အသေးချာမှတ်သားထားလိုက်ပါ रे သို့မှသာ အကယ်၍တောဝဲများလာရင် အမိရပြစ်ခတ်နိုင်ပြီဖြစ်ပါ रे မဟုတ်ဆိုသည်ကိုပြစ်ခတ်ရမည်သားကောင်ဤသဘောတဘွားကို အသေးစိတ်သိထားရလိုအပ်ပါ रे မဟုတ်ဆိုဖြင့်နော်နာမည်ဖော်စားဟူသောစကားပုံတွင်စောပီတိုရီယာမပါဝင်ကြီးဒီပုံတိုင်းဆိုရင်တော့ညအိပ်ပြီးတော့စောင့်ပါပဲမဟုတ်ဆိုကြီးပါ ချိုးတို့တွေးလိုက်ပြီးတော့နင်းနာတို့အကဲခလာလေပါရီဝက်များလာရနိုးအိုင်ပဲမင်းမိုးရည်ရှိတော့မနေမမြင့်လွန်းသည်ညောင်ပင်ကြီးပေါ်တွင်လက်စင်ထိုးရန်စဉ်းစားလိုက်လေပါရီတဲဝဲဟူသည်အကောင်မျိုးလေတခြားသားကောင်ကဲ့သို့အလွယ်တကူပြစ်ခတ်ရမလွယ်ကူပဲတနတ်ဖြစ်ဖြစ်စီဒူးလေးဖြစ်ဖြစ်စီပြစ်လိုက်ရင်လက်နဲ့လာရလမ်းကြောင်းကိုလိုက်၍လေလင်ကဲ့သို့ပြေး၍ပတ်တက်ပါရီတတိမထားမိသောကြောင့်ပေါင်ပဲ့သူဦးအခွေလက်ထွက်ကြသောမုတ်ဆိုးများလည်းရှိပါရီ မော်စူကြီးပြည်တော်သည်တောမာယာများနေရင်တာကောင်တို့၏အမူအကျင့်များကိုသိထားသူဖြစ်လျာရှောင်းတာတိမ့်တက်လေပါ रे တောဝဲပြစ်တော်မိဆိုလင်အပင်ကြီးကြီးတပင်ကိုအကာအကွယ်ယူပြီး၎င်းလေ့စဉ်ထိုးပြီး၎င်းပြစ်ခတ်မှသာဘေးကင်းပေလိမ့်မည်မော်စူကြီးသည် ကျောင်းနယ်လွယ်ပိုးထားသောပလိုင်းကြီးကိုချက်ကလေ့စဉ်ထိုးဖို့ရန်တွင်လိုအပ်သောသေဝါများကိုရှာဖွေရန်တောအုပ်တဲသို့ဝင်သွားလေပါ रे တောတဲ့နဲ့တွေ့ရသောဝါများကိုတောရှင်သားဖြင့်ခုတ်လာလေပါ रे မော်စူကြီးသည် ညောင်မရောက်ရောက်တော့မနှိမ်မမြင့်တော့အပင်ကွက်စုံတွေလူတရောင်တန်ကြတာနားခုံရံတွေလင်းစင်လေးကိုဆောက်လုပ်ပေးပါရီလင်းစင်ကလေးဆောက်လုပ်ပြီးသွားချိန်တွင် နေဝင်နေစပြုတ်လေပါရီမဟုတ်သူချင်းဒီညောင်မင်းအောက်သူစင်ကဝါးမြက်ကိုခုတ်၍တဲလာခဲ့တော့တဲဦးပဲတဲ့တို့ထင်းမြကောက်ရန်ပြန်ဝင်သွားလေပါရီမျက်စိရှိတွင်တွေ့ရတော့ထင်းကြောင်မြကို ကောက်လာကညောင်မင်းအောက်တွင် မီးဖို့လေပါရီမီးဖို့ချင်းဟူသောအတိတ်ပဲဒီတော်တဲ့တောင်နဲ့ညအိတ်လီညပဲ အစာရှာထွက်ကြသောတောက်ကောင်များ၏ရံမကင်းစင်းရန်ဖြစ်ပါ၏တောက်ကောင်ကြီးများသည်မိရောက်ကိုမြင်လျင်ကြွေဝင်၍သွားတက်ပါ၏မဟုတ်ဆိုသည်လေအိမ်သူထုတ်ပြီးလိုက်သောရိတ်ခါတို့ကိုဖြည်လျက်ညစာကိုစားလိုက်လေပါ၏စားတော့၍ပြီးသည်လေသောမောင်ကြီးလည်းတန်းလာပြီဖြစ်သည်ဖြင့်ပလိုင်းကြီးကိုလွှဲကပြုတ်လုထားသောလက်စင်ပေါ်သို့တက်နေလိုက်ပါ၏ရှုံးလုံးများထူထားသောနေရာဖြစ်သည်ဖြင့်တော်ချင်းကြီးများလည်းပေါ်များလာပါ၏မဟုတ်ဆိုသည်ဒီအိမ်ထဲမှာပြောင်းမှုဘက်ဆက်လက်ကြီးကိုထွက်ကား မင်းကြီးကိုချိန်နေမင်းကြီးလည်းလေပါရီအတော်ကလေးမော်လာတော့လေလာတဲ့ချမ်းပဲတာနေတော့ကြောင်းပဝင်းကြီးမှအတန်ငယ်လင်းထိန်နေပါရီမုတ်ဆိုကြည့်သည်ဇလိကိုဖွိုင်းညောင်မင်းကြီးကိုကြောမိကနှောင်းအဘက်သို့မိုင်ပြပြလာရောက်ကိုအားပြုကမမိတ်မတုံကြည့်နေလေပါရီညာပဲသားကောင်စော့မရတော့အလုပ်သည်အင်မတန်တတိထားရပြီသည်တိတ်ဆိတ်နေသောညာချန်တွင်ချောင်းဟန်သည်တိရွယ်ကိုတင်းနေလိုက်တန်ချိုချောင်းပေါ်ထလာတော့ ကြောက်ခနဲ့မြည်တံကအစာတားကောင်ကကြားသွားနေပါ යි ညတဲ့ကောင်ချင်းကိုရတော့ဖိုရသောမိဖို့မှာမိငိမ့်နေခြင်းပါ යි မုတ်ဆူကြီးသည်စက်တမြောင်နွန်အကြီးတဲ့ကို မေးလျက်ကြည့်နေရင်ဟာမြဲတော်မြတ်ကိုကျွတ်တော့တရှိရှိအတံများကိုကြားလိုက်ရလေပါ යි မင်းနေတော့မုတ်ဆူကြီးအမျက်လုံးအစုံတော့မှာပွင့်သွားပြီးတော့လက်ကဂျိုးလေးကိုအတင်းနေထားပြီးကိုင်းလိုက်ပါ යි မျက်လုံးတော်သည်အတံကြားနွန်အကြီးအနောက်ပဲ မြေရင်တောဆက်တို့စူးစမ်းကြည့်လိုက်လေပါတယ်။အရွယ်ဆမျိုးမျိုးတော့အကောင်30ကျော်တောဝဲအုပ်ကြီးဒီမြေရင်တောကြီးမှာပွားကနေပေါ်ထွက်လာပါတယ်။တောဝဲတို့သည်နော်အန်ကြီးချက်တွင် သူထင်ကအလုရဲ့လူးနေကြပါတယ်။မို့သူကြီးသည်အသက်မထွက်ပဲနဲ့အသာခဲခါလေးဝဲအုပ်ကြီးကိုစိုက်ကြည့်နေပါတယ်။ဝက်များပါတပြည့်ပြည့်နေသူတက်နေတော့ညောင်မင်းကြီးတို့လေတကန်းအကွာတို့ရောက်လာလေပါတယ်။ အရင်တစ်ခေါက်ကအတိုင်းသားဆိုရင်မုတ်ဆူးကြည့်သည်နေ့တရတောဝက်တစ်ခေါက်ကိုရွေ့ရွေ့ပြချလိုက်မှအမှန်ပင်ဖြစ်ပါ යි ယခုတစ်ခေါက်တွင်ကဝက်မန်ဆွဲကိုအလိုရှိရရလာသည်ဖြစ်ပါဝက်ဦးထင်မှမန်ဆွဲပါလာသည်ဝက်ကိုသာရွေးနေလေပါ යි ဝက်ဦးကျင်းနာဝက်ကြီးတစ်ခေါက်ကအမွေးတူနေကိုလုံးကိုတည်းလဲကြီးမလာပါ යි ဝက်ကြီးမှာရွှေလုံးများကိုတူးဖော်နေကနေမုတ်ဆူးကြီးထ ਾਇ ယာပက်တော့မျက်နှာမူလာလေပါ යි ဟာကနေမုတ်ဆူးကြီးပါဇက်က ်ရောင်ထွက်မိလို့မလို့ဖြစ်သွားကြပါရဲ့ဝကြီးဗဇအပြင်ဘက်တွင်လက်လေးတိကံပြူထွက်နေသောအဆွဲကြီးကိုလက်ရောင်အောက်တွင်မြင်ကျွတ်တရပါရဲ့ဒီကမိုးဆူကြီးပြီလို့သည်ဂျူလေးကြီးကိုအသာရတင်ကများတန်ကိုတက်ပြီးတော့ဝကြီးရှိရသောချိန်လိုက်နေပါရဲ့ဝက်ခနေမိသားနဲ့တူများတန်မှာဂျူလေးကလည်းစင်ပြတ်မှရှိရသော ပြေးဝင်သွားလေပါရဲ့တဆွေကိုအစိမ့်တော်လင်းထသောချိုများတန်သည်ဝကြီးတေကွင်းတေကွက်သော ထိမှန်သွားလေပါရဲ့ညာထစ်တွင်အစိတ်များလူးထပြီးတော့ချက်ကောင်းကိုထိမှန်သွားသောတဝက်ကြီးသည်ဘောကနဲ့လဲကြမသွားပဲနဲ့ညောင်ဝင်းကြီးကိုပြေးပက်လိုက်ပါရဲ့အုံးကနဲ့အတန်ကြီးနဲ့တူညာဤလင်မြန်မှုမြုပ်ခဲ့သောတဝက်ကြီးမှာပြေးချလာပြီးတော့ပက်လိုက်သည်ကိုမိုးဆူကြီးမှရုတ်တရက်မင်းသက်သွားလေပါရဲ့မိုးဆူကြီးပြည်ဒီမှာခိတကြောင်သွားရင်ဘာလို့ရမှာပါကင်ရမှာမသိဖြစ်နေစဉ်တောဝဲအုပ်ကြီးမှာတောထဲသို့ပြေးဝင်သွားလေပါရဲ့အပင်ရောက်မှဝက်ကြီးတွေလည်း အဘိုးတို့တစ်ချက်မို့ကြီးကတဲအုပ်ထဲသို့ပြေးဝင်သွားတော့သူ့အဖော်ဝဲအုပ်လည်းသို့ပြေးလိုက်သွားလေပါ रे မုတ်ဆူကြီးပြီတို့သည်တဲဝဲကြီးပြေးဝင်သွားရတဲအုပ်ဘက်သို့အတန်းကြာအောင်ငေးကြည့်နေလေပါ रे တဲ့ဝင်လာတော့အခါတွင်လက်စင်ပေါ်တွင်ဒူးထောက်နေရမှာထိုင်ချလိုက်လေပါ रे ခြေပြက်လက်ကြည့်ပြီးပြီးညောင်မင်းကြီးကိုကြောကမြင်ချရင်နိုင်နေတပုတ်ပါဆလိကြီးကိုမင်းကြီးလိုက်က ကပြပြင်းဖွာရှိုက်လိုက်လေပါ रे မုတ်ဆူကြီးပြီတို့သည်မကြသိမိကဖြစ်သွားသောအဖြစ်အပျက်ကိုပြန်လည်တွေ့တော်ရင် ကန်ကောင်းပြီလို့ပဲတော်ဝဲကြီးပြေးပြက်လက်တဲ့တစ်ပင်နေရာမှာငါသာဆိုရင်မုံဆိုကြီးသည်ဆက်လက်၍တွေးဖို့တော့ခက်တွနေပါ၏မုံပြပြလက်ရောင်အောက်တွင် တော်ဝဲကြီးတေကွင်းတေခွက်ကိုအသေးချထိသွားသည်ကိုမျက်လျက်ရသည်ဖြစ်ပါ၏မြားထင်တွင်တော်လင်းထသောတဆွေကိုအစိမ်းပါတော်ယုံတတ်တော်ဟာဆိုရင်ဘုံကနေလဲကြအသက်ထွက်သွားနိုင်ပါ၏ကြာကျသည်စသောတတဝများမှမူတစ်ချက်ပင်ခုန်လိုက်ပြီးတော့ အသက်ပြောက်သွားနေပါတယ်။အိမ်မြထင်ပြင်းလာသောအစိတ်ကိုတုံးလင်းထားသောမြထည်သည်တဝက်ကြီးကိုအသေးချာထိမှန်ပါလေဇီဝင်ကိုချေပြစ်နေရမှဆွမ်းသာပဲ။ဒါလို့ဆိုရင်တော့ခက်ကြည့်ပြီ။ဒီကိစ္စကိုအိမ်ပြန်ပြီးတမျိုးတစ်ဖုံစီစဉ်မှဖြစ်တော့မယ်။ဟုတ်တယ်မိကအတွေ့တွေကိုလက်ဆက်ဖြတ်လိုက်လေပါတယ်။အရှိရမှာရောက်နေလဲတန်းလာပြီမလို့မဟုတ်သူချင်းသည်ဒူလေးကိုပလန်းကြီးတဲ့ကိုထက်ကလဲလိုက်ပြီးတော့ညောင်မင်းကြီးအောက်သို့ဆင်းခဲ့လေပါတယ်။ အဖေအောင်တို့ရောက်တော့အနိနာရှိစံကြောင်းလေးတစ်ခုစီတို့သွားကရေဘူးတဲတို့ရေဖြစ်လျက်ပွာလာတော့ရိတ်ခါတို့ကိုထုတ်ကမနေ့စာစားလဲပါတယ်စားတော့ပြီးလေတော့စံကြောင်းရေဖြစ်ကိုလက်တတ်စဉ်စေကျော့ကပလန်ကြီးကိုကောက်လွယ်လျက်ပြန်ခဲ့လေပါတယ်မပြန်တော့ကလည်းမဖြစ်ပေတော်ဝဲဟုသည်တရဝါလေသူတို့အန်ဒီရဲ့ကြက်ရောက်ထားတော့နေရာတစ်ခုစီတို့တော်ယုံကြံယုံပြန်လာခဲ့ပြီလीထို့ရကြောင့်ပုံစိုးကြည့်သည်အခုညာလက်စင်ပေါ်မှာအိပ်ပြီးတော့စောင့်ပြဖို့ရာ မစင်းစားတော့ဘယ်နေပြန်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်အေးပြန်လန်းသည်ကညီညီညာချိုးချိုးမုံမိတော့မဟုတ်ကြီးတပည့်များထုထစွာပေါက်ရောက်နေတော့တောအုပ်ကြီးတမဖြက်ဖြက်ရမည်ဖြစ်သောကြောင့်တတိအင်မတန်ခြားကမှမုတ်ဆိုးကြီးတွေတော်ရွာကြပေလိမ့်မည်အပြန်လန်းတဲ့ချော်တွင်တပည့်ကြီးများဝါယုံကြီးများဘေးဘက်တစ်ဖက်တွင်အုပ်မမကြီးတင့်နေရပါ යි ချုံနယ်ပိတ်ပေါ်လို့ရှိရသောနေရာတွင်တော်ရှင်တားကိုအသုံးပြုနေရပါ යි ။ ကျောက်ကဘာတို့ပေါ်ပြရနေရဖြစ်သည်ပြီရှိဖို့စူးစီတို့ပြောပြချက်အရာဆက်သမျောင်းနှောင်းကြီးပဲနင်းမုတ်ဆိုးကြီးယခုရရှိနေသော တောင်းလန်းကြီးများဘက်တွင်ဝုံဝင်ကြီးများငမ်းမွေများနှင့်တောကောင်ကြီးများအလုံးပေါ်များလာပါ၏တောင်းကြီးတွင်အတန်ငယ်လျှောက်လာမိလေသောမုတ်ဆိုးကြီးသည်အလာလုံးကဆင်းချလာသောရှိုးကြီးနာသို့ရောက်လာလေပါ၏ရှိုးစင်လမ်းမှာတပည့်ချုံတွေများဖြင့်ရှုပ်ထွေးနေရာလမ်းကိုပင်မနှဲရှာပွေပြီးတော့မုတ်ဆိုးကြီးသည်ခက်ခက်ခက်ခဲ့ ရှိုကြီးတဲ့သူဆင်းလာလေပါရဲ့ရှိုကြီးအောက်ခြေသို့အရတွင်မိုးဆိုကြီးရှိရှိနှွေများရှုပ်ထွေလျက်ရှိသောကရင်မကြီးတမဘွားကနေဝုံဝုံကြီးတကောင်ပေါ်လာလေပါရဲ့ဝုံဝုံကြီးမှာကရင်မကြီးဖော်မှာတွဲကြသောအသည်များကိုကူးစုကစားတော့နေလေပါရဲ့ရုတ်ရက်မလို့မိုးဆိုကြီးပြီးတော့လဲလန့်သွားလေပါရဲ့ခဲ့ပြီငါသွားမယ်လမ်းကလည်းဒီဝုံဝုံကြီးကိုဖြတ်ပြီးမှရှေ့ဆက်ရမှာဆိုတော့မိုးဆိုကြီးသည် စိတ်ပြည့်စွာညှဉ်းညူတိုက်နေပါရယ်အကောင်ကြီးမှနဲတာကြီးမှမဟုတ်ဘင်းတထက်ကများဖြစ်ပြစ်မိဆိုတော့လေအဆင်မပြေဘင်းအကယ်၍အဆင်ပြေတဲ့ထအောင်တော့အပြန်ဒီဝတ်ဝန်ကြီးကိုတဲ့ဖို့ပြုတ်ဖို့ခဲ့အောင်မြတ်တနိုင်ဘူးလေအသာလေးအတံမကြအောင်လျှော့သွားရမှာပဲသူတို့စဉ်းစားလိုက်ပြီးတော့ခြုံတွေတော့ကိုအကအွက်ပြူ၍ဝတ်ဝန်ကြီးနောက်ကျော်ဘက်မှအသာရထွက်ခဲ့လာပါရယ်ဝတ်ဝန်ကြီးကိုကြော်ရမြေဆက်ဆက်တွင်နင်းချလိုက်သောခြေရောက်အောင်မှာ ချုပ်ဖို့နဲ့တွင်ကျယ်ဝန်းလေးတို့ဖြစ်တဲ့ဖြစ်ခြေခောက်ကမုတ်ဆိုးကြည့်ပြီးတော့ဒီဂိုးကနေပြစ်လဲကျသွားလေပါ යි ဟိုင်းသွားကြည့်ပြီမုတ်ဆိုးကြည့်မှာလူလဲထလိုက်လေပါ යි ပေါ်ဝင်ကြည့်မှာအစာစားနေကနောက်တော့ယော်ဒီရဲ့လက်လာလေပါ යි ဝုံကြီးလက်ချက်နေသည်မုတ်ဆိုးကြည့်ကိုကြွသည်နေဂီဂီကားဟုသောအတန်ကြီးကိုပြုတ်လေပြေးလာပါ යි မုတ်ဆိုးကြည့်လေလက်ချက်နေရမှာထလိုက်ကရွှေမြောင်ကြီးတိုင်းစုံပြေးလေပါ යි ရွှေမြောင်တို့တွင် ိပ်ပင်ချုံနယ်များထူထပ်စွာပေါ်ရောက်နေသည်ဖြင့်မိုးဆိုးကြီးအဖို့ပြည်ရလွားသည်မှာထင်သလားမလွယ်ကူပေဝန်ဝင်ကြီးမှလည်းအနောက်မှာထတ်ချက်မကွာလိုက်လာကြပြီဒီလိုဆိုရင်တော့ခဲ့တော်ပြီရွှေမြောင်ကြီးသည်တဖြည်းဖြည်းချုံနယ်ပိတ်ပေါင်းတို့ထူထပ်လာသည်ဖြင့်မိုးဆိုးကြီးမှာမိုးဆိုးညံကိုထုံသုံးမှဖြစ်ပေတော်မူဟုစဉ်းစားလိုက်လေပါ रे ဒီတိုင်းဆက်ပြင်းနေလေဝန်ဝင်ကြီးလည်းမှလွတ်မြောက်ဖို့မလွယ်ကူပေချုံနယ်များကိုတိုးဝေပြင်းတော့မိုးဆိုးကြီးသည်ပဝန်းကြီးကိုတစ်ချက်မျက်စိကစားကြည့်လိုက်ပါ रे ရှိုးကြီးပြီးကမ်းမရံပေါ်နေပေါက်နေသောတဲပင်ကြီးမှတွေ့ချင်တော့အကန်းကြီးအဖျားတွင်ပြောင်းဟုန်ကြီးကိုတွေ့လဲရလဲပါ යි ပုံစံကြည့်သည်ချက်ချင်းပင် ရှေ့သို့ပြေးလွားနေရမှာတဲပင်ကြီးမှကြောက်တော့အကန်းကြီးနောက်တွင်ရှိသောကမ်းမရံကြီးပြီသူပြေးကလက်လဲပါ යි ပုံဝန်ကြီးသည်ဂီးကကမြည်ကြွလျက်မစင်မကြင်ပဲနဲ့မုတ်ဆိုးကြီးဝင်သွားသည့်နောက်သို့ပြေးဝင်လာလဲပါ යි ပုံဝန်ကြီးဦးကောင်းကြီးနှင့်ပြောင်းရှိသောတက်ကန်ကြီးတို့တိုက်မိလျာပြားများတဝေပြီး ပြန်ဝဲလာပြီးတော့ဝတ်ဝန်ကြီးအားဝိုင်းတုတ်ကြလဲပါတယ်။ပြောင်းဟူသောတရဝါမှာသူတို့ကိုမချီလင်ဒုက္ခမပေးတတ်ကြီးသူတို့အတိုက်မြုံကိုဖျက်ဆီးလင်အုံလိုက်ရည်လံပြီးရန်သူကိုဝိုင်းတုတ်ကြလဲပါတယ်။ယခုလဲဝတ်ဝန်ကြီးမှာပြောင်းကြီးကိုမမြင်ပဲနဲ့ကတော့ကမျောပြေးလိုက်ရပြောင်းကြီးကိုတက်မိတဲ့ဖြစ်ပြောင်းများဝိုင်းတုတ်ကြီးကိုခံနေရပါတယ်။မဟုတ်ဆိုကြည့်သည်ကမောင်ရန်ကြီးဘေးတွင်ရှိသောတေဘင်ကြီးအနောက်တွင် အသာကွယ်နေကနေအခြေအနေကိုစောင့်ကြည့်နေလေပါတယ်။ဝတ်ဝန်ဟူသောတရဝါမျိုးမှာ အမွေးမြင်တို့အင်မတန်ကျူထသောသားကောင်မျိုးဖြစ်ပြီးပြားကိုမကြောက်ပင်ပြောင်းကိုပင်ဖို့ပြီးစားကြသောအကောင်မျိုးဖြစ်ပါ၏ထို့ကြောင့်မိုးဆူကြည့်သည် အချိန်နေမှန်းမှာကပြည့်ရန်အတွက်လမ်းပေါက်ရှာနေပါ၏ပုံပုံများတွင်ကြက်ခိုက်သောကိုခန္ဓာနှင့်တန်ဆွမ်းသောလက်များရှိကြတော့လေအားနေချက်တစ်ခုတော့ရှိပါ၏ဤသည်ကပုံပုံတို့၏နှကောင်းကြီးအသားကအင်မတန်ညှပ်ပါ၏ဤသည်ကလောကထဲ၌ရှိကြကုန်သောတရဝါတို့တွင်တဘာဝတရားကြီးကဖန်ဆင်းပြထသော အားနေခြင်းအားသာချက်ပင်ဖြစ်ပါ၏ပေါ်ပေါ်ကြီးသည် သူစီတို့တီဝေးပြပြဝင်လာတော့ပြတော်ကိုသူ့လက်ဝါးကြီးများဖြင့်ပုတ်ထုတ်လိုက်ရာရက်ထုတ်လိုက်လုံနေပါ၏သို့သောအုပ်လိုက်ခြင်းလိုက်ပြင်မျက်နှာနာမှာဖြစ်နေသဖြင့်ပေါ်ဝင်ကြီးသည်နှာခေါင်းကိုအကာအကွယ်မပေးနိုင်ဘဲနဲ့ပြပြားကြီးတုတ်ချင်းကိုခံလိုက်ရပါ၏ပေါ်ဝင်ကြီးသည်အတန်နဲ့ကြည့်ပြနေခြင်းသောအော်လိုက်နဲ့ရှုံမြောင်းကြီးနောက်ကိုပြန်လှည့်ပြေးသွားလေပါ၏မိုးစုံကြီးပေတိုတို့သည် တော်ရင်းသဘာဝတောကောင်သဘာဝနဲ့မုတ်ဆိုးမာယာတို့ကိုကြွန့်ကျင်စွာ သိသူဖြစ်သောကြောင့်ဝဝွန်ကြီးရံမှလွတ်မြောက်ရလေခြင်းဖြစ်ပါ၏မုတ်ဆိုးကြီးကံကောင်းသောသည်ကဝဝွန်ကြီးသည်ယုဒိရဲ့ပြောင်းကြီးကိုဝင်တက်လိုက်ပြီးပြမြိုင်တုတ်ချင်းကိုအငှက်ခံလိုက်ရသောကြောင့်ဖြစ်ပါ၏တခါဒီရန်တွင်တုံဒါလေးမြားလက်နဲ့ထဲညံလက်နဲ့ကပို၍တာနေတက်ပါ၏ဝဝွန်ကြီးထွက်ပြေးသောအခါမှမုတ်ဆိုးကြီးသည် တပြင်းရှည်ကြီးကိုချနိုင်လေပါမိုးစိုးကြီးပေတို့သည်ကဲမရဲ့ဘော်တို့ကျင်ရွတ်ကိုအားပြုကာတွေ့တက်သွားလေပါ၏အဘော်တို့ရောက်လေတော့အအုံမိုက်တော့တပြင်းကြီးများကိုတွေ့ရလေပါ၏မိုးစိုးကြီးသည်ဒေါ်ကြီးတွင်သို့ဝင်လာသည်နှင့်အပင်မြင့်ကြီးများထင်၌ဒေခွာပံတဇင်မန်းတို့အဆုတ်လိုက်ခိုင်းလိုက်ဖူးပွင့်နေကြသည်ကိုလမ်းမြင်တွေ့နေရပါ၏သူပန်းရနေတို့၏မွေးပြတ်နေသောရနံ့ကိုလည်းရှူရှိုက်မိသည်ရောက်ရင်းနှိုင်းခံစားရလေပါ၏ တော်သည်အောက်ချင်းရှင်းသောကြောင့်မုတ်သူကြီးသည်ခတ်သွသွေးဖြင့်အပြန်လန်းကိုမှန်၍လျှောက်လာလေပါ၏တဖြည်းဖြည်းနှင့်တောအုပ်ကြီးသည်ပို၍နက်ဆိုင်လာလေပါ၏တောအုပ်ကြီးသည်နက်ဆိုင်လာသည့်အနေအများတချို့နေရာများတွင်ထူထပ်သောသိရအခဲတို့ကြောင့်အလင်းရောင်ကိုသိရတို့၏အကြိုကြားမှအနေငယ်သာတွေ့ရတတ်လေပါ၏မုတ်သူကြီးသည် တောအုပ်ကြီးကိုအထက်ကြောင်ဖျက်သန်းလာခဲ့ပြီးနောက်သွားလဲစခြေလမ်းကိုရုတ်တရက်ရက်တက်နေလေပါ၏ပြီးပေမဲ့ ရာဝန်းကျင်ကိုပတ်ဝန်းကျင်ကိုကြည့်ရှုနေငါတော့လမ်းမပြီလားမသိဘူးမိုးဆူခြင်းသည်ထို့သို့စဉ်းစားလိုက်ပြီးတော့ရှေ့ဆက်ဖို့ရာခက်တွေ့နေလေပါရင်ဝန်းဝန်ကြီးလက်မှာလှူအောင်ရှိုးကြည့်တိုင်းပြေးလွားလာရင်မိုးဆူခြင်းသည်လမ်းပြောင်းနေပါရင်သူတစ်ခေါက်မှမရောက်ဖို့တော့အရက်ဖြစ်တဲ့ပြီရှေ့သို့ဘလို့ဆက်သွားရမည်မှမသိဖြစ်နေစဉ်အဝေးစီမှာကွေကွေးဟူသောအသံများကိုကြားလိုက်ရလေပါရင်မိုးဆူခြင်းသည်တဖြည်းဖြည်းရှေ့သို့ရှေ့ဆက်သွားလေပါရင်ခရီးသည် တဖြည်းဖြည်းမြင့်တက်လာသောကုန်းမြေကိုဖြစ်သွင်း၍သွားတော့ရသောခရီးတစ်ခုပင်ဖြစ်ပါ၏ထို့တည်းတွင် ချုံနယ်ပင်ကြီးများကြောင့်မုတ်ဆိုးကြီးမှခက်ခဲခဲပြီးဖြစ်သန်းနေရပါ၏ချုံနယ်ထူထပ်သောတောကြီးများကိုဖြစ်သန်းပြီးသောအခါတွင်ဝါပင်များနှင့်သပင်ကြီးများပေါက်ရောက်သောကြောကိုဖြတ်သန်းရပြန်ပါ၏မုတ်ဆိုးကြီးဖြတ်သန်းသောယခုတော်မှာရခင်တောများကဲ့သို့ချုံနယ်များရှုပ်ထွေးမှုသိမ့်မရှိလာသောကြောင့်မုတ်ဆိုးကြီး၏စိတ်ထဲတွင်ပေါပေါပါပါဖြစ်သွားသလိုခံစားလိုက်ရလေပါ၏ ရှင်တို့အနှဲငယ်လျှောက်လာမိရာသေးစားပင်တရဲ့ပင်ကြီးကိုတွေ့ရလေပါ रे ။ပုံစောကြီးမှာတမနဲ့လုံးလမ်းလျှောက်လာရသဖြင့်တရဲ့ပင်ကြီးအောက်တွင်ထိုင်ကပါလာတော်ရိခါတို့ကိုဖြည့်ရွေးစားတော်လိုက်လေပါ रे ။စာရင်တော်ရင်ကလည်းမှုဆူကြည့်သည်။ဤနေရှဲလာတော်တောမြတ်ကြီးတဲ့တွင်ချွဲ့ဖို့ရတွင်စဉ်းစားတွေးတောနေလေပါ रे ။အင်းကယူလာတော်ရိခါမှလည်းတရဲ့နှစ်ရဲ့စားလိုက်အောင်သာဖြည့်ပြီးကုံငါနီးနေပြော रे ။တောမြတ်တို့တွင်ဘယ်နှစ်ရဲ့လောက်လမ်းစားရှာဖွေရမည်မသိချေ။ းဒီပုံတိုင်းဆိုရင်တော့ရိတ်ခါအတွက်သားကောင်းတကောကောင်းဖြစ်မှဖြစ်တော့မယ်ဘိုးဆိုကြည့်သည်ထိုးဆိုစဉ်းစားလိုက်ပြီးတော့ခါမှာရေဘူးကိုဖြုတ်တော့ကပလန်းကြီးကိုလွှဲလိုက်ပါ ರಿ ထိုးစဉ်ခွေခွေးခုသောအဝေးစီမှအသံများကိုကြားရပြန်လဲပါ ರಿ ဒူလေးကြီးကိုလည်းကကိုင်နေမဟာမြိုင်တော်တင်တော့ခီးဆက်ခဲ့ပြန်ပါ ರಿ ရှေ့တော့အနေငယ်ရောက်တော့သီးပင်စားပင်များပေါက်ရောက်နေတော့တော်ကြီးကိုကြွရပါ ರಿ သီးစားပင်ဆိုသည်မှာတော်တဲ့တွင် ရာသီလိုက်ဖူးပွင့်ကြသောဝင်းမဲ့ကြသောစားကောင်းသည့်အပင်များဖြစ်ပါ၏တောထဲတွင် နေကြသောမြောင်းကြောင်းရှူပြန်လင်ဝဲရှိနေပေါ်ကြီးငယ်အစရှိသည့်တရဝါတို့ကထိုရာသီလိုက်သေးပွင့်မဲ့ကြသောအသေးပင်များကိုလက်လက်စားသုံးနေကြပါ၏လူသားများတွင်မူတရိတ်ဆန်များသည်လည်းတနစ်တာတွင်ဝင်းရင်အတွက်ရှာဝေဖြည့်ရှင်းကြရပါ၏ထို့သောတရိတ်ဆန်များစားသုံးနေသောအပင်ကို သီးပင်ဟုခေါ်ပါ၏ ဂျူသီးပင်စားပင်များပဲအချင်းပေးရသည်တွင်ဖူးပွင့်ကြသည်ကိုတောနေတလိဆန်များကသိရှိကြ၍လာရောက်စားတော့ကြပါ၏ထိုနေ့တူမုတ်ဆိုးများကလည်းသီးပင်စားပင်များကိုသိရှိမှတ်သားထားရပါ၏မုတ်ဆိုးဖြင့်တော့နမဖုတ်စားဟုသောစကားပုံရှိပါ၏မုတ်ဆိုးကြီးပြည်တွင်မှာဂျူသီးပင်စားပင်များအပြင်ရေဘူးစမ်းများကိုပါတောရဲရောက်လင်းရောက်ရအရနိုင်မှတ်သားလေးရှိပါ၏ထို့ကြောင့်ကဝဲရလေတွင်ပြန်မဲ့ကင်းသောမုတ်ဆိုးကြော်ကြီးဖြစ်ပါ၏ ယခုလည်းမိုးဆိုးကြီးသည်ရှစ်တင်တွေ့ရသောဒေါ်စာပင်တရက်ပြည်ကြီးမှာတရက်ဖူအကင်းစများနှင့်မြောက်များစားထားကြသည်ကိုတွေ့လည်ရလေပါ၏ဒေါ်နှင့်တလေးဆန်များသည် သူတို့ဘဝအလျောက်စားတော့နေထိုင်တတ်ကြပါ၏တော်လည်းရှိခြေကြီးများသည်လည်းတီးစားပင်ကိုတည်ကြပါ၏မြောက်ပင်တရက်တပြည့်ပင်ဆင်ပြုံပင်တရက်ပင်အဆရှိသည့်စားသည့်တို့ကိုတီးစားပင်ဟုခေါ်တတ်မှတ်ကြပါ၏သူတော်တော်လေးဆံများတဲ့တွင်မြောက်များသည် လူလောက်နေနေအသိဉာဏ်ရှိကြလေပါတယ်လူတို့နဲ့အနေနဲ့နေသူတို့လို့တော့အလုပ်တွေကိုအတုခုကလှုပ်ဆောင်တတ်ကြပါသေးတယ်ထို့ကြောင့်လည်းလူတီမြောက်မှစဉ်းစားလာသည်ဟူသောစကားပုံကိုပြောဆိုခဲ့ကြခြင်းဖြစ်ပါတယ်မြောက်များသည်မညံကောင်းလာပါတယ်ပေအသေးစားပင်ပေအချိန်တွင်သီးမီကိုသူတို့ကတခြားသလိပ်ဆံများထဲအရင်သိနေကြပါတယ်မိုးဆူကြီးပြီလို့သည်တို့ရှိတေးရဲ့ပင်ကြီးအောက်တွင်ကြွေကြပြန့်ကျဲနေသောတေးရဲ့ဖူးများကိုကြည့်၍ မြောက်များစားတော့သောသီးခြားပင်များဖြစ်မှတန်းသိလိုက်ရပါ යි မုတ်ဆိုးကြီးကပြောလိုက်နေတီးကောင်းလေးအတော်လက်ကမြင်းနဲ့ကောင်းလေးပေါ့ဟူမချက်ချလိုက်လေပါ යි မမ်မေဒီယခုလည်းတေးရဲ့ပင်ပေါ်သို့မြက်အုပ်ကြသောသဖြင့်အပင်အောက်တွင်တေးရဲ့ဖူးများကတောင်လိုပုံနေပါ යි အေးချင်းကတေးရဲ့ဖူးချင်းဖြစ်ပါ යි တေးရဲ့ဖူးသည်အနံ့ကောင်းတော်လေအရသာများဖန်ခန်းကားဖြစ်ပါ යි ထို့ကြောင့်မြောက်များသည်တေးရဲ့ဖူးများကိုခူပြီးတော့ကိုက်ကြည့်လိုက်လွတ်ပြစ်လိုက်ပြီး တော်သေးရဲ့ပင်အောက်တွင်အဖူးများတောင်းလို့ပုံနေခြင်းဖြစ်ပါ၏မုတ်ဆူကြီးပေတို့သည်တီးစားပင်ကိုလာရောက်တောင်းချန်သွားသောမြောက်အုပ်ကိုပြည့်ရန်ဆုံးဖြတ်လည်နေပါ၏မကြသေးမီကကြားသောကွီကွီအတများကြောင့်မြောက်အုပ်သည်ဝေးသူမရောက်နိုင်သေးကြောင်းမုတ်ဆူကြီးသိလေပါ၏ရှိရှိခြုံတွင်မြောက်ကိုတောရှင်းတာကိုထုတ်လျက်ရှင်းလင်းပြီးတော့မြောက်များရှိရသူထွက်လာခဲ့လေပါ၏မြောက်ပြရ၌ခွေးပါလင်ပုံ၍အစဉ်ပြေလေပါ၏မုတ်ဆူကြီးသည်တော်တဲ့ကိုစောင့်ဝင်ကလေးကမြောက်ပြရန် အစီအစဉ်မရှိသေး။ယခုလမ်းပြောင်းနေသောကြောင့်နေရှိုင်းလာသောမဟာမြိုင်တောကြီးတွင်ခီးဆက်ဖို့တွင်ရိတ်ခါအလုံးကပြည့်ရခြင်းဖြစ်ပါသည်။ရှေ့တွင်ရှိသောဝေယုံမင်းကြီးကိုကြုံမိလေသောတဲပင်ကြီးပေါ်တွင်တဲသိမ်းများကိုစားလိုက်ပြချလိုက်လှုပ်တင်ကြသောတဆက်လင်္ကာကောင်းကရှိသည်။မြောက်အုပ်ကိုကျွရလေပါသည်။မိုးစုံကြီးပီတို့သည်ဝေယုံမင်းကြီးနောက်ွယ်တွင်အသာရ၍အချီနေဆောက်ကြည့်နေလေပါသည်။လက်ထဲတူလေးကြီးကိုသရေကျိုးအသာတင်လိုက်ပြီးတော့မြားလမ်းဘေးတွင်မြားနာထက်လေ ရှေ့သို့အသာယာထွက်လိုက်လေပါတယ်။တော်ကြီးအပင်များရှုပ်ထွေးလျက်ရှိသောကြောင့်အခက်မတင်လင်းမြောက်မြတ်ကထွက်ပြေးသွားနေပါတယ်။မြောက်သည် အလုံးမျက်စိလင်းနာပါသောတရဝါဖြစ်ပါတယ်။ပုံစိုးကြီးသည်ပဝန်းကြီးကိုကဲခါလျက်ဒဇွန်တစ်ခုကိုတွေးမိလိုက်ပါတယ်။မြောက်ကျသောတဲပင်ကြီးမှာ အကိုင်းခဲတို့ပြေရှုပ်ထွေးနေလျာအဝေးမှဒူးလေးဖြင့်ပြစ်ပေါ်ရန်အတွင်ထင်သလောက်မလွယ်ကူပေ။ထို့ကြောင့်မုံစိုးကြီးသည်မြောက်များရှိသောတဲပင်ကြီးစီသို့ ဒူလင်းကြီးကိုလင်မှာအသည့်အနေထားဖြင့်ကိုင်းနေတဖြည်းဖြည်းချင်းကပ်သွားလေပါ रे ဟုတ်ကဲ့ပါဇလန်လေးကဒီမှာတင်ပြီးဆုံးပြီပဲဖြစ်ပါ रे ခင်ဗျာအစိုးရနေသရဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါ रे ခင်ဗျာအားလုံးပဲနောက် view တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ